ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မိမကြီးမိမကြာလိုက်တာကွာဘာလို့လုံနေတာလဲပြင်ဆင်ထားတာတွေမပြီးသေးဘူးလားမနက်စနေနေကြီးကိုလာမယ်လို့မင်းကလေးကြီးကိုပြောထားတာနော် ။အော်ခုမှပြင်တော့ရှိသေးရဲ့ခဏလေးပါ။နှကန်းနေလေးစိုးပြရစီအောင်။မမေမမေဒီလိုနှကန်းနေမျိုးစိုးပြီးလို့ရှိရင်လေမမေကိုမြင်သမျှလူတိုင်းမမေကိုကြွေသွားလိမ့်မယ်နော်။အဲဒီကလေးမနဲ့တော့နော်မအီဟုစနေပြန်ပြီ။လာလာမြင်မြင်သွားကြစို့။မင်းတို့သားမီအလှပြင်းတဲ့ကိစ္စကငါ့အတွက်တော့အဆိုးဆုံးပဲအချိန်ရမ်းကုန်တာပဲ။အိုးဖခင်ကြီးချွေးမလေးနဲ့ပထမဆုံးတွေ့ရမှာလေ။ဒီမောက်မှာပြင်ဆင်လာတော့မှကောင်းကောင်းမပြီးသေးဘူး။တားရီရစား မင်္ဂလာချင်းနောက်ကိုယူပြီးတော့ကားထဲထည့်ထားလိုက်တော့ဟုတ်ကဲ့မမေခဏအကြာမှာတော့မိသားစုတစုလုံးကမင်းကလေးအင်ကိုထွက်သွားခဲ့ကြပါတယ်ပုံနာကြီးကောင်းလေးရာလူရာတွေ့ဆုံဖို့မနှက်စင်နိုင်အချိန်ထားတာလေအခုဒီရောက်မလာသေးဘူးနော်အမလီညမာလေးရဲ့အခုလေးဒီမဲသူတို့နဲ့စကားပြောနေတာသူတို့လမ်းမာတဲ့ဟုတ်ပါပြီရှင်ဒါဆိုလဲကျမမနှက်စာနဲ့ရေအတွက်ပြင်ဆင်ထားလိုက်ပါမယ် ။ရင်းနောက်မှာကောင်းလေးနဲ့မိသားစုတစုလုံးဟာမင်္ဂလာချင်းတောင်တွေကင်ပြီးအိမ်လေးကိုဝင်လာကြပါလိမ့်။ပုံမှန်ကြည့်ပါဦးညီမလေးမနှူတလိုက်တာနဲ့ကောင်းလေးရလူတွေပေါ်လာတာပဲ။မင်္ဂလာပါခမိခမက်လောင်းကြီးတို့။ဒါကျွန်တော်တို့ဘက်ကလက်ဆောင်ပါခင်ဗျာ။တတိချင်းနောက်နဲ့အများကြီးတည်လာဖို့မလိုပါဘူးရှင်။မုတ်တပူဆိုရင်ပဲလုံလောက်ပါတယ်။အန်ဒီအန်ဒီနားလည်မှုလွဲနေပုံရတယ်။ချင်းနောက်နဲ့မှတတိတွေမဟုတ်ဘူး။မြေုပ်သီးစိမ့်တွေပြောင်း ဒါပေမဲ့ခမီးခမန်းတွေရောက်လာတဲ့အခါဘသူကငရုတ်သီးဆဲကိုနမိတ်ကောင်းနေနဲ့တိတ်လာလို့လေဖြစ်နိုင်တာကအပူချိန်ကြောင့်တစ်သီးဆိုင်နဲ့မုန်တွေတွေဟာသူတို့ဆိုင်မှာရှိတာတွေရောင်းကုန်သွားလို့ဖြစ်နေမယ်။ဒါကြောင့်တွေးတဲ့ဟာအကုန်ယူလာတာနေမှာဟုတ်တယ်မလားဥပုဟုတ်ဟုတ်ပုံသားကြီးအဲ့ဒါအတိအကျပါပဲခဏအကြာမှာတော့လက်လာကလူတိုင်းကိုမနှက်စားနဲ့ရေးတဲခင်းပေးပြီးနှစ်ဖက်မိသားစုရဲ့သဘောတူညီချက်နဲ့လက်ထပ်ပွဲကိုအတည်ပြုလိုက်ကြပါတယ်။ လလဟာကြီးကျယ်ခမ်းနားစွာလက်ထပ်ပြီးသူ့ရောက်ကမအင်ကိုသွားခဲ့ပါရယ်။အိုးမမေဟိုမှာကြည့်ပါဦး။ရောင်မနဲ့မလေးတို့ဘလောက်တောင်ချောလိုက်ကြလဲ။ဟုတ်ပါဟုတ်ပါ။တော်တော်များကြီးငါ့ရဲ့ချွေးမသေရှက်သွားအောင်မေ။တမိသားစုလုံးဟာပန်းတွင်ကျင်းပြီးလှလှလို့လင်းမယားကိုကျူးစူးကြပါရယ်။ပြီးတော့ပင်ပန်းနေရကြောင်းလူတိုင်းကိုယ့်အခန်းကိုပြန်သွားကြပါရယ်။နောက်နေ့မနက်ရေချိုးပြီးတော့လှလှမိဖို့ကြောင့်ကိုရောက်လာပါရယ်။အိုး ဒီမိဖို့ကြောင့်နဲ့မှာဘာလို့တလောက်ပူနေရတာလဲငါရောခမငါ့ကိုမိဖို့ကြောင့်နဲ့မှာဟင်အမျိုးစား36မျိုးချက်ခိုင်းတဲ့အမေကိုမပြီးပါသေးနဲ့မဟုတ်ရင်လေငါမိဖို့ကြောင့်မှချက်နေနေစားမဲ့အချိန်လဲကြောက်စားရဘာမှကြံတော့မှာမဟုတ်ဘူးဒီဆိုင်ကြီးကဘလောက်တောင်လေးနေတာလဲဟိတ်တီဟာတောင်းငယ်တတိထောင်းဆိုင်ကြီးကဘယ်တော့နဲ့မှတိုက်မိပြီးတော့ပောက်ပြေးသွားတာမျိုးဖြစ်စီခြင်းမူး ချွေးတွေတတိတိကျနေတဲ့ခဲအိုနဲ့ခင်မောတွေတို့ကပဲနယ်ဆိုင်အိတ်ကိုတင်လာပြီးမိဖို့ကြောင့်နေမှာထားလိုက်ပါတယ်။မမေမမေကတနစ်စာရေခါကိုတခါရီအများကြီးဝေထားလား။ဟဲ့ချွေးမဒီလောက်ပဲနယ်ဆန်းဆိုရင်တော့ငါတို့ ਈ မှာလေတလစားအတွက်ပဲလုံလောက်တာ။တကယ်တော့ငါတို့အားလုံးကပဲဟင်းနဲ့ထမင်းစားရတာကိုရမ်းကြိုက်တာလေ။စီနဲ့ချက်တာတွေဟင်းနေမှာမရနိုင်တဲ့အရာပါဘူး။ပဲဟင်းလေးနဲ့ထမင်းလေးနဲ့ကိုစားလိုက်ရမှရတာ။ဝေါ့ပျော်စရာပဲဟေ။ဒါဆိုရင်တော့ငါရခုမငါ့ကိုမိဖို့ကြောင့်လည်းမှာ ထမင်းနဲ့ပဲဟဲကိုပဲချက်ခိုင်းတော့မှာပဲ။ပဲဟဲနဲ့ထမင်းချက်ရမယ်ဆိုတဲ့အကြောင်းကိုကြားတော့လလကရင်ပြုံးသွားပါတော့တယ်။အိန်းနောက်ဥပုကအိတ်ကြီးအကြီးကြီးနှလုံးနဲ့မိုးမြောင်ငယုတ်သီးတွေကိုတိတ်ပြီးတော့ဝင်လာခဲ့ပါတယ်။ဒီနေ့တော့ကံကောင်းတာပဲဟေ။လုံးဝလက်ဆက်တဲ့ငယုတ်သီးတွေရလာတယ်။ငယုတ်သီးကြော်ဖို့အတွက်ကွက်တီပဲ။လာလာလာအခုမြင်မြင်ပဲဟင်းရဲ့ထမင်းရဲ့ငယုတ်သီးကြွကြွလေးရဲ့ချက်လိုက်တော့လေ။ငယုတ်သီးကြော်အကြောင်းကြတော့လလကတန်တောဖြစ်သွားခဲ့ပါတယ်။ မမေဘယ်တော့တလောက်ငရုပ်တီးကျော်ဆက်ကိုစားမှလဲကျွန်မဆိုလိုရတော့လေဒီငရုပ်တီးအထူကြီးရဇီယာစင်းနဲ့ကြော်စားရင်လေဒါမှမဟုတ်အစာတုပ်ပြီးတော့အချင်အနေနဲ့စားလို့ရှိရင်အရင်ရပါရှိတာပြီးတော့အခွက်ရသည်ဥတုကအရင်ပူရနေရသည်လေဒီလောက်ဆက်တဲ့ငရုပ်တီးကျော်ကိုစားလို့ရှိရင်နားထဲကမီးခိုးတွေထွက်လာလိမ့်မယ်မေရဲ့ပပေးအင်းဒီရွက်စိမ့်လေးယူလာပေးပါဦးပဲတော့ရှိပဲကစွန်းရွက်ပိနေအလူဘာရရယူလာခဲ့ ။ချွေးမလေးဆရာမလုပ်ပါနဲ့။ငါတို့ကနွေရာသီမှလည်းပင်းဟင်းထမင်းနဲ့အယူတီကျော်ပဲစားတယ်။ပြီးတော့မင်းဒီဒလေးကိုလည်းလက်ခံသင့်နေ။ဟုတ်ဟုတ်ပဲပဲ။တမီနားထောင်ပါမယ်။စင်းရတဲ့ချွေးမလေးကကြောက်ကြောက်လန့်လန့်နဲ့ဟုတ်ကဲလို့ပြောလိုက်ပါတော့တယ်။ဒါပေမဲ့ရောက်ခမတွေမိဖို့ကြောင့်ကနေထွက်လာတာနဲ့တပြိုင်နက်တည်းမှာပဲညူစုပါတော့တယ်။ဒီလိုမိုက်မဲတဲ့မိသားစုတွေကိုငါဘလို့ရောက်သွားတာပါလဲ။ငါလက်ထက်မိရတော့မှားပြီထင်နေ။လူတွေကလေငြိမ်ဥတီအချင်းငြိမ်ဥတီဖုတ်ဒါမှမဟုတ်လို့ရှိရင် အများဆုံးမြူသီးထောင်းမစားကြတာလေဒါပေမဲ့ငါ့ရဲ့အစားတောင်းချက်နဲ့ရောက်ခမရီယာမြူသီးကြုံကိုနွေရာသီကြီးမှာမှစားချင်နေကြတယ်လို့ငါကိုယ်တိုင်ဘုံလိုပတ်ကွဲသွားတော့မှာပဲသင်းဟင်းနဲ့ထမင်းတင်နေတော့ချွေးမကမြူသီးရင်းစတင်လှီးတဲ့အခါခဲအိုဖြစ်သူရောက်လာပြီးဆီယာလုတ်ခဲ့ပါတယ်ခဲမလေးမင်းကမြူသီးတွေကိုဒီလောက်ထူးကြီးလှီးနေတာလားခဲအိုဒီရကကျမအများကြီးသင်မင်းနေဖို့မလိုပါဘူးကျမဆိုလိုတာငရုတ်သီးကြုံကိုအထူးကြီးလှီးရမှာလား ဒါမှမဟုတ်ပပလေးလေးပေးရမလားဘလို့စားမလဲဆိုတာကိုရှင်တို့ကပြောမှသိမှာပေါ့ကောင်းပြီလေမင်းကိုမမေနဲ့တိုင်ရမယ်မမေမမေဒီဖို့ကြောင်ကြွားပါဦးဟေးဘာဖြစ်တာလဲရကဘာလို့စိတ်ဆိုးနေရလဲမမေဟိုမှာကြည့်ပါဦးမမေချွေးမလေးကဘလောက်ထူးထင်ယူသီးတွေလှီးနေလဲဆိုတာကျွန်တော်ကပပလေးခိုင်းတော့သူကကျွန်တော်ကိုဆရာမလို့ဖို့ပြောတယ်ရောက်ခမကြီးလေးဒေါသထွက်ပြီးသူချွေးမကိုဆင်းဆူပါတော့တယ် ငရုတ်သီးကိုပပလေးလှိလိုက်မဟုတ်လို့ရှိရင်စားကောင်းမှာမဟုတ်ဘူးနေတစ်ခုခုလွဲမသွားရင်တော့ငရုတ်သီးကျော်ကပျက်စီးသွားလိမ့်မယ်ဟုတ်ကဲ့မမေငရုတ်သီးကိုငါကိုယ်တိုင်လှိတင်တာမဟုတ်ဘူးသုံးပိတ်သားလောက်ရှိတဲ့ငရုတ်သီးတွေကိုလှိနေတော့ငရုတ်သီးစီတွေလွင့်ပြီးတော့စင်းရဲတဲ့ချွေးမလေးရဲ့မျက်လုံးထဲကိုရောက်သွားပါတော့တယ်မမေကျမမျက်လုံးတွေအရင်ဆက်နေပြီဟေ့ရောက်မငရုတ်သီးကျော်လိုပြီးွားရည်လားငါရမ်းစိတ်တူလာပြီငရုတ်သီးကျော်ကြောင့်ငါယူတော့မှာပဲ ခဏကြာမှတော့လှလကလူတိုင်းကိုပင်းဟင်းနဲ့ထမင်းရည်ငရုတ်သီးကြော်ရည်ချပီးခဲ့ပါတယ်။အိုးလှလထမင်းနူးညံအောင်ချက်ထားလိုက်တာပဲ။ပင်းဟင်းကလည်းအတော်ပြစ်တာပဲ။ကြွကြွရွရွငရုတ်သီးကြော်လေးနဲ့စားရတာတကယ်အရသာရှိတာပဲ။အမှန်ပါပဲချွေးမာလီရဲ့။တမိကတကယ်လက်ရောင်ကောင်းတဲ့အချက်ပြုတ်သွားပါပဲ။အစင့်တစ်ပင်းဟင်းနဲ့ထမင်းရည်ငရုတ်သီးကြော်ရည်ကိုချက်လိုက်နိုင်တာပဲ။တမိလည်းထိုင်စားပါဦး။ဟေးဟေးတမိတို့ဝယ်စားကြပါ။ ကျမနည်းနည်းပူတို့ခံစားနေရလို့ကျောင်းမလည်းစားပါဦးညကြီးကလှလှရှိမှပကင်းကိုချပေးလိုက်ပါတယ်တန်ငါအတွက်တဲ့ဖရားရေဒီပကင်းထဲမှာပေးနဲ့ထမင်းထံငြုပ်သီးကြော်ကပူများနေရပဲသာစားပြီးလို့ရှိရင်ငါသေးတော့သေးနိုင်တယ်တလဟာဟင်းတစုံစားလိုက်တာနဲ့သူ့နားနှစ်ဖက်နဲ့ရှာကမိကိုတွေထွက်လာပါတယ်အာငြုပ်သီးငြုပ်သီးရေရေရေငြုပ်သီးရဲ့ပြင်းထန်တဲ့အဆက်အရသာကြောင့် က်လာကရေဦးတစ်ခုလုံးကိုမောတောင်းလိုက်ပါတော့တယ်။အိမ်မှာတမိသားစုလုံးသူ့ကိုကြည့်ပြီးရှိကြပါတယ်။ကျမထင်တာတော့ရောင်မငရုပ်သီးမစားဘူးနဲ့တူရဲ့။နည်းနည်းလေးစားလိုက်တာနဲ့ပြားမှုလိုမျိုးကောက်ကောက်ကိုယ်ကိုဖြစ်သွားရတာပဲ။ဟုတ်တယ်လေ။ဘာဖြစ်လို့လဲဆိုတော့ငါအများကြီးလောက်အစားမတောင်းရလို့ပဲ။လက်လာကနှခမ်းစုပြီးခန်းလေးဝင်သွားပါတော့တယ်။အိမ်တော်မှာညစာစားချိန်မှာရောက်ကမကြီးကဟင်းသီးဟင်းရွက်သိသိကတီတီလေးနဲ့စက်တဲ့ငရုတ်သီးတွေကိုယူလာခဲ့ပါတယ်။ ဒီမှာချွေးမလေးငငရုပ်သီးပပတပိတ်တာကိုယူလာပေးရင်ညနေရောက်လို့ရှင်လူတိုင်းအတွက်ငရုပ်သီးချော်ဖို့လုံလောက်လိမ့်မယ်ညစာလဲပဲရင်နဲ့ထမင်းရင်ငရုပ်သီးချော်ရေလုံးလိုက်နော်ဒါပေမဲ့မမေနေခင်းတော့ကတော့မမေတို့တွေပဲရင်ထမင်းနဲ့ငရုပ်သီးချော်တွေအများကြီးစားပြီးပြီလေကျမပူရီနဲ့ချပါတီလို့ဖို့စဉ်းစားထားတာငါမှနေခင်းတော့ကတော့မဝသေးတဲ့ကိစ္စဦးဟဲ့နေ့ရဲ့အစားတော့ကလေကလောက်ပါဇက်ထရေဇီယာဈေးလောက်ပဲရှိရဲချွေးမလေးနေလေနေဆုံးပဲရင်နဲ့ထမင်းနှစ်ပတ်ကံလောက်တော့ကိုအောင်စားရမယ်နော် ရောက်ကမကြီးကဆင်းရဲတဲ့ချေးမာလီကိုပင်ဟင်ထမင်းနဲ့မြူတီကျော်ချက်ဖို့အမိန့်ပေးပြီးထွက်သွားပါတော့တယ်။ဥပြင်းနဲ့ရှားသေးတဲ့မှာချေးမာလီကနေတိုင်းဓာရီကိုချက်ပြီးသူတို့ကိုကြွေးမွေးရပါတယ်။ဒီလိုနဲ့နှစ်ပတ်သုံးပတ်ကြာသွားပါတော့တယ်။ငါဘဝတော့ပျက်စီးပါပြီ။ဒီနေ့ရောညပါငရုတ်တီကျော်စားတဲ့ရောက်ကမကြီးမလေးပူလောင်နေရာဒီဥဒူကပို့ပြီးရတာမှပူလောင်နေသေးရဲ့။အရင်တော့ချက်ပြုတ်နေတော့ချွေးမာလေးကဘိုက်နာလာပြီးခဏအကြာမှတော့အင်တာကိုပြေးပါတော့တယ်။ ဒီနေ့မနေ့ကလေးကခုနှစ်ခေါက်ရှစ်ခေါက်သွားလိုက်ရပြီတငီယုတ်သီးစားတဲ့အကျိုးဆက်ကိုငါပဲခံစားရတာဒီလိုမျိုးကောက်ချစ်ပြီးတော့လေအရန်လောဘကြီးရဲ့ငါရဲ့ခမတွေကလေဒီလိုနဲ့တော့ပြောင်းလဲလာမှာမဟုတ်ဘူးအခုငါသူတို့ကိုပြင်ညာပြမရတော့မေးဒီခါချွေးပါလီထမင်းဟင်းချက်တဲ့အခါမြူသီးကျော်အတွက်အဆက်ဆုံးမြူသီးစင်းလေးတွေနဲ့ထမင်းနဲ့ထည့်ချက်ဖို့အဆက်ဆုံးမြူသီးစင်းတွေဝေလာပါတယ်ပြီးတော့ပင်ဟင်းလေးကိုလည်းအဆက်ဆုံးမြူသီးအမှုန်ကြီးတွေအကုန်လုံးထည့်လိုက်တာကြောင့် ရောက်မှမိသားစုရဲ့ရှာရီလိန်ပူလောင်ကုန်မာတော်တဲ့။ဖះရီဖះရီမင်းပေးမဲ့ချက်ထားလား။ဒါမှမဟုတ်ငယူသီးတွေထည့်ပြီးတော့တိအောင်ဆောက်လုပ်ထားလား။မမေးကြည့်လိုက်အောင်ငယူသီးကြော်လေးဆက်လိုက်ကြ။တားရှာတော့လောင်ကုန်တော့မယ်။အာဟေးငါတီတော့မယ်ကြည့်ပါဦး။ဇီယာစီအစာငယူသီးစီတွေထမင်းထဲမှာထည့်ချက်ထားတာ။ချွေးမာလီ နင်ပူလုံးလိုများယူသွားပြီလား။ဟုတ်တယ်။ကျမတမင်ဆောက်ချက်ထားတာလေ။ဖေဖေရောအကြိုက်ပဲ။ မြူသီးကြော်မှမစားရသေးဘဲနဲ့ကျမကိုစူပူနေပြီပေါ့လူရိုင်းကသူ့ရဲ့လောဘကြီးရဲ့စားခြင်းစိတ်ကိုပဲဂရုစိုက်နေကြရလေမြူသီးရဲ့ကြောင့်ဒုက္ခရောက်နေတဲ့ချွေးမလေးဖြစ်တဲ့ကျမကိုတော့ဂရုမစိုက်ကြဘူးဒီအိမ်ကနေကျမထွက်သွားတော့မှရှင်တို့ဘာသာရှင်တို့ပဲချက်စားလိုက်ကြတော့ချွေးမလေးချင်းချောက်ပြီးတဲ့နောက်မှာတော့ရောက်ခမမိသားစုဟာချိုးရီပြင်ကနောက်တရသွားကြပြီးမြူသီးကြော်စားရီအချင်းကိုလည်းဖြောင်းလိုက်ကြပါတယ်လူတိုင်းပင်းဟင်းတဲ့ထမင်းအပြင်နေရာသေးရဲ့ဟင်းသီးရွက်စိမ့်တွေဖြစ်တဲ့ကစွန်းရွက်ပိနေပိတောင်ရှိ ပေဘူးတီတို့ကိုလည်းစပီးစားလာကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်